အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ဆရာဖိုးကျော်ရေးသားထားတဲ့ပူငွေဝေသည့်နှွေဆိုတဲ့ဝတ္ထုတော်လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်။ကျမနဲ့တူနှာစင်ခန်းစားကြည့်ပါရှင်။ပူငွေဝေသည့်နှွေ ဟေမန္တစေတာတို့ပါလျာစာပြူနေသော လမ်းမပေါ်တွင်ရွက်ကြွေရွက်ချောက်များကို တွေ့စာပြူလာသည်။နှွေတကားခောက်တန်ကိုမူစောင်းလေကပင်ကြားခဲ့ရပြီ။တနည်းတလဲတွင်ကမူဆောင်ရှိလက်ပံပင်ကြီးပေါ်၌ပင်စီညံနေခဲ့သည်။နှွေခေါင်းလောင်းများလှုပ်ခတ်တန်နှင့်အတူအေမင်းဦးရင်နှင့်အလိုလိုဟလာသည်။ဒက်ဆန်850ပစ်ကက်ကိုတဲရှိထိုးရလိုက်သည်။ တမ်းမြင့်ဝေနှင့်ကြောလာထွန်းတို့ပြေးထွက်လာကြ၏ကားပေါ်ကတကြအိမ်များကိုထဲချကြသည်တကြဘယ်စီဝဲခဲ့ရလဲကွအေးခံနေမှချက်နိုစီများကို ပုံနေလောင်းထက်နေသောတီဟာဆိုးကလှမ်းမိ၏ချက်တကြနှင့်အဆိုးရတကြစေးပြောပြီးအေမင်းဦးအိတ်ဆောင်ဘက်လျှောက်လာသည် ထိုချိန်မှပင်တဲနာရောက်လာသောလှဲတစည်းကိုလှဲကြည့်မိတာဖြစ်သွား၏။ဖွဲပြေးနှင့်လှဲကရက်သွားသည် လှဲပေါ်အကြည့်တစ်ဝေးတွင် ဖွဲကွန်ရောင်းကျင်လို့ရှင်ဟူသောအတန်တတာကပေါ်လာသည်ရုတ်တာတာနာသည်မဟုတ်အတန်မာတာသည်အပြင်းအဆင်မှလည်းခါတိုင်းဖွဲရောက်လာကြသောဝင်းကျင်ရွာများမှ မိမသူများနှင့်တခြားစီအကြည့်တစ်ချက်ဆုံးမိကြ၏အေးမင်းဦးရင်နှင့်နှွေးသွားသည် ဟုတ်ကဲ့ကျေးဇူးပြုပြီးဟိုဖွဲပုံနာလှဲတဆိတ်ရွှေ့ပေးပါလားဗျာရပါလေ ြောပြောဆိုဆိုပင်လှဲကဖွဲပုံနာရောက်သွားသည်။အောင်မြင့်ဒီမှာဖွဲလဲတဲ့စီဟိစံပွင့်ရောဟုတ်ကဲ့ကိုအောင်မြင့်နှင့်စံပွင့်တို့ကော်ပြားကိုစီနှင့်ထွာလာကြသည်။ထိုချိန်ထိအင်းမင်းဦးလှဲပေါ်ကမိန်ကလေးကိုငင်းနေမိတော့သူတို့ဤရွာစုံစခန်းတွင်နှိုးချက်ဖို့လာထောင်နေကြသည်မှာတနှစ်နေပါရှိပြီ။သူ့ကိုတခါမှမမြင်ဘူး။ ရွာနီးချုပ်ဆက်မှနွားနို့လာရောက်ကြသောမိမသူများတဲ့တွင်လည်းသူ့ကိုမတွေ့ရ။ဘယ်ရွာကပါလဲ။နှလုံးသားစိတ်ဆော်မှုကြောင့်ပါဇက်ကရောက်မှထွက်သွားသည်။အာနာစရာများဖြစ်သွားပြီလား။ရိုင်းများရိုင်းသွားပြီလားဟူသောအတွေ့မဆုံးခင်။ဟေမဆာလာကပါ။ဘာဖြစ်လို့လဲ။ဟုရရဲ့တင်းတင်းမင်းပြန်မေး၏။ရုတ်တာလှသည်မဟုတ်။သူနေသောရွာနံမင်းလည်းလှသည်။ အားလုံးအလှရကြီးပါလားဟု တွေးမိလိုက်သည်။ဩဘာဆက်ပြောရမှန်းမသိဖြစ်သွားပြီမှာ။အပြန်မိုးချုပ်မှဆိုလိုပါ။ဟုအရှက်ပြေးပြောလိုက်မိသည်။သူ့စကားကိုမင်းမလှလေးကပြုံး၏။ဟိုရွာလေး။လက်ညှိုးညွှန်ပြရာသို့အကြည့်ရောက်သွားသည်။ဟေမာဇာလာဟူသော အမြင်နှင်းလိုက်အောင်တောင်တန်းညွညွတွင်မြူနှင့်မင်းလွင်ပြပြတို့လွင်နေသည်။နေညိုသွားပြီဖြစ်သဖြင့် စီးနေသောလွင်တီးကောင်တွင်တန်လျက်ရောင်များကိုမမြင်ရတော့။ဩကျွန်တော်ကဝေးတယ်ထင်လို့စေနာနေပါနော်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။ဖော်၍မွန်ရီသောအပြောကလေးကို ပို၍သဘောတွေ့သွားမိပြန်သည်။ဆန်ပွင့်ကဖွဲလှဲဖို့ငွေလှမ်းပေးနေသဖြင့်စကားပြတ်သွားသည်။ပြန်လိုက်ပါဦးမယ်ရှင်။ဟုတ်ဟုတ်ကဲ့။လှဲကိုအပြင် မောင်းထွက်သွားသည်။အေမင်းဦးရင်နဲ့မဟာစဘူဟာသွားသည်။ လွင်ကြောကိုဖြတ်မောင်းသွားသောလှဲကိုရံငေးနေသည်မြေမုံတွင်နှင့်လုံးလိပ်ပါသွား၏ရင်내လွမ်းကြံခဲ့သလိုပါလားဟေ့ကောင်မင်းပြားတိုင်းစီရောကွငါမိမှဆိုလို့အပွဲစင်းကင်သူစောနိုင်လင်းလိုက်လာပြီးမေး၏ဟာအေးဟုတ်တာပဲကွငါလုံးလုံးမေ့သွားတယ်သူတို့နှိုစင်းဝယ်ရရင်နွားနို့စစ်မစစ် ရေရောနှုံအနေများကိုတိုင်းကြည့်ရသောပရာတိုင်းတစ်ချောင်းကျိုးနေသည်ကိုစော်လင်းနိုင်ပြောမှသတိရတော်သည်ကျူတင်သည်မှတမိုးရှိသောသတိသည်နှောင်းတာဖြစ်သွားပြီဘာမှအကျိုးမရှိတော့ဖြစ်ရမယ်မင်းကမြို့ရောက်ရင်အကုန်မေ့ပဲမကြည်မနဲ့ရေရွတ်ခါစော်နိုင်လင်းနှိုးချက်ကံပတ်လှည့်ထွက်သွားသည်နာမည်လေးမိထလိုက်ရကောင်းသားနောင်နာသည်ရင်ထဲကိုတနန်တတရောက်လာပြန်သည်။နောက်ကျသွားပြီ နွားနို့ပုံနဲ့ပြားတိုင်ကိုထိုးထည့်လိုက်၏လက်ကနာယီကိုကြည့်သည် စီကိုဖိုင်နာယီတိုင်ခွက်ပေါ်ပပြေးနေသောလက်တံလေးစီအကြည့်များစွာမယောင်မီသူမျက်နှာစီလိုက်တာအကြည့်ကဝေဝဲနေသည် ပဝင်းကျင်တိုင်းမူစကားပြောသံရီမောသံတယောက်နဲ့တယောက်ထေကြငေါကြပြောင်ကြလှောင်ကြနှောက်ကြကြည်စေကြသံတို့နှင့်တော်တော်ညံနေသည်ရွာစုံပဝင်းကျင်ရှိရွာနီးချုပ်ဆက်ရွာများမှနွားနို့လာရောက်ကြခြင်းသည် ပြောစရာအကောင်းဆုံးဖြစ်သည် ရောင်းသူဝယ်သူအဖြစ်တနည်းနည်းပါဆက်ဆံလာကြရာရောင်းသူဝယ်သူတွေမှာပြောမနာဆိုမနာဖြစ်နေကြလိမ့်ပြီထို့ထဲတွင် ဖွဲခွန်လာရောင်း၍တခါယခုနွားနိုးလာရောင်း၍တခါနှစ်ခါသာတွေ့ဘူးမြင်ဘူးသူကိုအေမင်ဦးအကဲခတ်ကြည့်နေသည် သူကလည်းအေမင်ဦးပြုလုပ်နေသည်ကို ပကတိမျက်နှာနှင့်ငေးကြည့်နေသည်ပြားတိုင်းကိုမြှောက်ကြည့်လိုက်သည်ဒီဂရီ30မှာပြနေသည် သို့သောစိတ်မချရသေးသဖြင့်နှွားနှို့ကိုရှာပေါ်တင်ကြရသည်နှွားနှို့ရောင်းသူများသည်ပရာဒီဂရီတက်ရန် ကောက်ရိုးရီနှင့်ရောသည်ထန်းရီချိုနှင့်ရောသည် ပြစ်ချွဲသည့်ကော်မုံဂျုံမုံအုံကက်စီနှင့်ရောရသည် ထို့ကြောင့်နှွားနှို့စစ်စစ်ရရန်ပရာဒိုင်ကိုကြည့်တာအာကိုရီမယာရှာနှင့်တူကြည့်မြေဆန်ကြရသည်နှွားနှို့စစ်မစစ်ကိုရှာကားသည်သည်တနှစ်ခန့်ရှိနေပြီဖြစ်သဖြင့်အေမင်းဦးရှာကတည်နေပြီ။ ဘာနွားမွေလဲမဆိုင်တော့လဲစကားဆရာ၍အေးမင်းဦးကမေး၏ finisher မှာဘာဖြစ်လို့လဲရုတ်တရက်ပြန်မေးခံရသဖြင့်ဖားဆက်ပြောရမှန်မသိဖြစ်သွားပြန်သည်နွားနုမစစ်လို့လားစစ်ပါလေဟိုအဲဒါဖြင့်ဩအရင်ကတကားမှမတွေ့ဘူးလို့ပါ ကျမတဟတန်းရွာမှာကြောင်းသွားပြနေရလို့ပါခုကြောင်းပိတ်လို့ရွာပြန်လာတာ ကျောင်းဆရာမကို finisher တွေကတနေ့ဘလောက်ထွက်လဲဆရာမကျမတို့အိမ်ကအဆမ်းမွေးကြည်တာပါတသားကြမတန်းဆိုတော့ငါးပိတ်သားတော့မပြေပါဘူးနွားလေးတို့လည်းချမ်းရသေးရဲ့လीဟုတ်ကဲ့ဘယ်နှကောင်အမလီဒီတယောက်ကလည်းစစ်လို့စေးလို့မပြီးသေးဘူးလားနေငါလည်းနွားမွေးအောင်မလို့လားဟဲ့ကဲကဲညင်းကြီးပြန်မယ်ပြန်မယ်ပြန်ကြမယ်အေမင်းဦးနဲ့မျက်နှာတမ်းမိနေသောမိမကြီးတူအနားရောက်လာပြီပြော၏ ဆရာမဆိုသူငိမ့်ဆိုသူက မတက်ထားရဲ့သည်နှွားနို့ရောင်းပြီးပြန်ကြသူများရဲ့ရောပါသွား၏နှုတ်တော်မဆက်ခဲ့ပါလားငိမ့်ကြီးဟုရင်းနေကရေရွမိလိုက်ပြန်သည်ပါလျားသွားသောနှွားနို့လာရောင်းသူများနှင့်အတူစောင်းနှောင်းနနက်စေးသားများလည်းလွင်ပြဲသွားသည်နှုတ်ဘူနာဝင်းကျင်မှာ၆ကက်တိတ်ဆိတ်၍ကြံနေခဲ့သည်လွမ်းစရာပါလားနော်ဟုအေးမင်းဦးရင်နှင့်မြည်တမ်းနေမိသည် မင်းဟာငြိမ်းမဟုတ်ပါဘူး။ညိညိပါ။ကို့အတဲ့နှလုံးနဲ့မင်းလာညိနေပါပြီ။ဟေ့တငယ်ချင်းဟောဗျာဘသူလဲလို့လက်ဆက်တတ်တော့လိတ်ဆန်ကိုကွ။မင်းပါ။အေးမင်းဦးနဲ့ဒိတ်ဆန်ဆရာဝန်ဖေတန်းမောင်တို့မှငယ်တငယ်ချင်းများဖြစ်ကြသည်။ထို့ကြောင့်လဲတွေ့တွေ့ချင်းမြင်မြင်ချင်းဖေတန်းမောင်ကိုအီမင်ဦးကတရိษံဟူနောက်ဤတကယ်ချင်းဖေကလှဲ့လာလေကွာ ဟေမဇလာဘတ်မှာငှားမျိုးတွေခွာနာရှာနာကြရနေလို့သွားကိုပေးရတာတကယ်ချင်းမင်းမျိုးမှန်ဆွေမှန်တော့တော်တော်တိတတ်တယ်ကောင်းမယ်ငှားမျိုးမှန်ဆွေမှန်တိတတ်တာတကယ်ချင်းတို့အတွက်ပါကွာဟာသိဟုတ်တာပေါ့တကယ်ချင်းရာနှွားတွေခွာနာရှာနာမဖြစ်မှယောဂပေးရကင်းမှတို့နှုတ်စီချက်လုပ်ငန်းကအောင်မြင်မယ်မဟုတ်လားဒါပေါ့မင်းတို့အောင်တကွန်နှုတ်စီချက်လုပ်ငန်းအောင်မြင်နေတာဟာလေငှားကြောင်မယ်မဟုတ်လားဒီနေ့တဝိုက်ကနွားတွေငါစစ်ကူပြီး အေးပါကွာကိုငယ်ချင်းကိုကျေးဇူးတင်ပါတယ်ထမင်းစားပြီးမှအေးအေးဆေးဆေးပြန်ကွာလေပင်ဖက်ရင်အေးမင်းဦးကပြောလိုက်သည်အေးကွာငါလည်းမင်းတို့လုပ်ငန်းကိုတခါမှမရောက်ဖြစ်တော့ခုအေးအေးဆေးဆေးလေ့လာခြင်းလို့တမင်ဝင်လာဝမ်းသာတဲ့ငယ်ချင်းဟာလာလာအေးမင်းဦးကဖေတန်းမောင်ကို ချက်နို့ကံဘတ်လက်ဆွဲခေါ်လာခဲ့သည်တီဟာဆိုတော့သူ့အမေနေမကောင်းလို့မြို့ခဏပြန်သွားတယ်ကွာဟိုကောင်ဇော်နိုင်လင်းကလည်းငှက်ပြစ်ထွက်သွားတယ် သူပြန်လာရင်ရုံတွေပါရအောင်တစ်ခါတလေပါလာတတ်တယ်။မင်းရုံသားစားရတာပေါ့။ရက်ဆက်လှကြည်လားတကယ်ချင်းရာကို့အမျိုးသားတွေကိုစားရမယ်ဆိုတော့ငါဘယ်လိုလုပ်မျိုးကြပါမလဲ။မင်းကတော့လေဖေသန်းမောင်ပြန်နောက်တီကိုအီမင်ဦးကလက်သေးနှင့်ကြောကုန်းကို ကြည်စဲထိုးထိုးသည်။ဟာတို့မြမပြည်သူပြည်သားတွေတော့ဒုက္ခပဲ။ဖေသန်းမောင်ကနှုတ်ရည်တွေပြစ်ထနေသောချက်ကန်ကိုစစ်စစ်ကြည့်၍ပြောလိုက်၏။ နှိုးချက်ကန်အလုံးမှာနိုင်ငံသားရေချိုးကန်အဟောင်းတွေကြီးဖြစ်ရာဤဒီကိုဖိတန်းမောင်ကခက်တီတီနောက်သဖြင့်အေမင်ဦးကဘိုက်ကိုလက်သီးနှင့်မနှအောင်ထိုးလိုက်ရသည်ဤဒီကိုတကြာကြေးချွတ်နေသောလှကြောထုံးကလည်းသဘောကျ၍ရည်ဤဒီရေစိန်ချိုးတဲ့ကန်တကန်မှာမင်းတို့နွားတို့ပဏ္ဏပိတ်တာချက်လေပိတ်တာ20กว่าတကြာကရောတကြာ5ပိတ်တာဟုတ်ပြီချက်ပြီးဘလို့ထားတယ် ချက်ပြီးသားနှုတ်စီထဲတဲ့ပုံတွေဘလို့တန့်စင်စေးကြောရတယ်ဆိုတာပြမယ်။မင်းတရိတ်ဆန်တကောင်အမြင်နဲ့ကြည့်ပေးပါဦး။အီမင်ဦးကဖေးသန်းမောင်ကို အေးအေးခံဖက်ဆွဲခေါ်လာသည်။အဲ့ဒီနှုတ်ပိတ်တာ20နဲ့တကြား9ပိတ်တာချက်တော့မင်းတို့ချက်နှုတ်စီဘလောက်ရလဲ။ဆယ်ပိတ်တာ90သားရတယ်ကွ။မင်းတို့နှုတ်စီတစ်ပိတ်တာရောဘယ်ဈေးဝယ်လဲ။ပါလေ။မင်းကနွားမွေးပြီးတို့စီနှုတ်ရအောင်မလို့လား။အေး။ရောင်းပေါ့ကွာကောင်းတာပေါ့။မင်းနှုတ်ဆိုရင် တို့တပိတ်တာ18ချက်ပေးမယ်။မင်းတို့ရောင်းတော့ကဘာကိုရောင်းရမှာလဲငါတို့ကချက်တော့စီလေးကွာ။ဩတပိတ်တာ60 80ပေါ့ကွာ။လက်လီစီပြောတာမဟုတ်ဘူးနော်။တကန်ဆိုရင်တော့50 60မြတ်တယ်ပေါ့ကွာ။ဘလို့နွားတွေမွေးကောင်းမလဲကွာ။မင်းပါမင်းတီမွေးကူကငါတာမင်းနေ။သွားဆောင်ကွာပေါက်ခရရီ။တီမွေးကူဆိုတော့ ခုကုယုံနဲ့မလုံလောက်လို့မွေးတာလေးပါလုံလားလို့လုံပေါ်ကွာဆရာမမနေ့ကမလာဘူးနော်သူမျောနေမန်းတီအောင်အေးမင်းဦးကတမင်မေးဤငင်းကခေါင်းငင်းပြသည်ဘာဖြစ်လို့လဲဆရာမ ျမမအားလို့သူများနဲ့ထည့်လိုက်ရတယ်။အော်ကျွန်တော်ကနေမြမကောင်းဘူးလားလို့စိုးရိမ်နေတာ။ရှက်ရှက်နဲ့စကားမရှိ စကားရှာပြောနေတော့အေးမင်းဦးရဲ့စကားကိုငြိမ်ငါပြုံးသည်။ကောင်းပါတယ်ဟုလည်းရည်ကြဲကြဲနဲ့ပြန်ပြောသည်။ဆရာမចောင်းတော့ပြရတဲ့ရွာကတဟကုံးဆိုတော့လက်ပံတော်နဲ့နှီးတာပေါ့နော်။ဟုတ်ကဲ့နှီးပါတယ်။ဘာဖြစ်လို့လဲ။လက်ပံတော်မှာကျွန်တော်တကယ်ချင်းတရားလေចောင်းဆရာလုံနေလို့ပါ။ ဟုတ်လားဟုတ်ဟုတ်ကဲ့လက်ပံတော့ကဆရာကြီးအားလုံးနဲ့ကျမနဲ့ခင်ပါလေဘာမှကျင်တော့လဲရှင်မှားစရာထွေထူးမရှိပါဘူးဆရာမကျုံလို့မေးကြည့်တာပါဆရာနာမည်ကကျွန်တော်နာမည်လားမဟုတ်ပါဘူးလက်ပံတော့ကဆရာနာမည်မေးတာပါနှစ်ယောက်သားပြိုင်တူအတန်ထွက်ရည်လိုက်ကြသည် ကျွန်တော်ဟာကျွန်တော်နာမည်မေးတယ်ထင်လို့ရှင်းနာမည်ကျမကဘာလို့မေးရမှာလဲဟိုတော့ရိုင်းရိုင်းပြန်မပြော ။ငိမ့်ကပြုံးယုံသာ ပြုံးနေသည်။ကျွန်တော်နာမည်ကအေးမင်းဦးပါဆရာမ။ဟုတ်ကဲ့။ကျမနာမည်ကခင်းငိမ့်ပါ။ဟုတ်ကဲ့။သိရတာဝမ်းသာပါတယ်။ဟျောမနေ့ကတရားချေချို့တာဘသူတွေလဲကွာအေးမင်းဦး။ဆရာမခင်းငိမ့်နဲ့စကားအပေးယူဖြောင်းနေသဖြင့်ဦးမျိုးနေသောအေးမင်းဦးမှာစောနိုင်လင်းဤငှက်ဆိုးထိုးတဲ့အကြောင်းရင်ထိတ်သွားသည်။တခုခုအမာရွံ့တော့ဖြစ်ပြီးဟုလဲဆိုရင်သွားသည် ဇော်နိုင်လင်းမှာအောင်တဂုံဤဦးစည်းဦးဆောင်ဖြစ်သည့်ပြင် အမာယွန်းလည်းလုံးဝသိခံသူမဟုတ်ထို့ကြောင့်ဆီယာမခင်ငိမ့်နှင့်စကားပြောနေရမှာဇော်နိုင်လင်းမျက်နှာကိုလှမ်းကြည့်မိ၏ဘဲချိန်ကသူတို့နာရောက်လာမှမသိတော့ဇော်နိုင်လင်းကသူ့ကိုခါထောက်ကြည့်နေသည်ဘာဖြစ်လို့လဲတကယ်ချင်းအမှတ်သုံးဖို့ကချက်နှုတ်စီတွေမင့်ကြည့်ပြီလားအမင်းဦးကခေါင်းခါပြလိုက်သည်မင်းလာကြည့်ဦးနှုတ်စီတွေဝါကြမ်းကြမ်းဖြစ်နေလို့ နှုတ်စီချက်ရာတွင်ပထမတကြားကိုခြေချွန်ရသည် အမိုက်တရိုက်မပအောင်တန်ဆင်ရသည်တကြားကိုနှုတ်စီချက်မြေကန်နှင့်ထိ၍ဟီတဝတ်နှင့်ရောဆက်ခါမီးရေဖြင့်အပူပေးထားရသည်မီးရှိန်ရလာသောအခါတကြားနှင့်ရေကိုတမသွားအောင်ရောင်းမဖြင့်မှွေပေးရသည်ထို့နောက်တကြားထဲပါလာသော အမိုက်အမုံများနှင့်ကြံကြေးပတ်များကိုဆေးရရသည်ဤဒီမှာတကြားရေကြီးရလာသည့်အထိချက်ရရသည် ယခုဇော်နိုင်လင်းကချက်နှုတ်စီဝါကြမ်းကြမ်းဖြစ်နေသည်ဟုပြောခြင်းမှာတရားချေးမစင်၍ဖြစ်လေသည်မနေ့ကတရားချေးချွတ်တာဘသူတွေလဲကွာဇော်နိုင်လင်းအတန်မာလာသည်အေးကွာငါလည်းအမှတ်တမဲ့ပဲတရားစိုးတို့ကိုမေ့ကြည့်အောင်မင်းမင်းကလည်းဘာမှမသိကြဘူးငါတနေ့မရှိရနဲ့ကိုယ့်ရကာယဖြစ်တော်တာပဲမင်းကြည့်ချက်ဖို့ငါမာခဲ့တာပဲဒီတိုင်းဆိုတကံလုံးပြည့်ရမှာအေးမင်းဦးက ခင်အင်းငိမ့်ဤမျက်နှာကိုတစ်ချက်လှည့်ကြည့်လိုက်သည်။နှုတ်ဘုံးကိုဆွဲပြီးခင်အင်းငိမ့်ထမှသူ့ရင်ထဲကဆွေးသွားသည်။ဒီကောင်နဲ့အေးတယ်ဟုဇော်နိုင်လင်းကိုလည်းမကျေနပ်ခြင်း။သို့သောမြည်သူမျှမတက်နိုင်။ဇော်နိုင်လင်းနောက်ထလိုက်လာရ၏။ခင်အင်းငိမ့်မျက်နှာကိုတော့လှည့်ကြည့်လှည့်ကြည့်နေပင်။ခင်အင်းငိမ့်နှင့်သူဤနေ့ဤမျှယင်းဤစကားပြောလိုက်ရသည်ကိုကျေနပ်မိသည်။ နောင်နေနောင်နေတွေဆိုပို၍ရင်းနေအောင်စကားဖောင်ဖွဲနိုင်မီဤတွေနှင့်ဇော်နိုင်လင်းနောက်လိုက်လာသည် အပျော်ကလေးနှင့်လေးကလေးပင်ခြုံပါလာသည်ဤဒီကိုဇော်နိုင်လင်းကအရင်မရှိဖျားမရှိမတိပဲနှင့်ပါလဲကွာဟုအော်လိုက်သေးသည်နို့တကန်စံချိန်မမီသည်နှင့်ဇော်နိုင်လင်းဟောက်သည်ကိုဤနေအေမင်းဦးစိတ်မဆိုးမီခင်းငိမ့်နှင့်ပသက်သောမျောလင်းချက်ကြောင့်ပို၍ပင်ပျော်လာလေသည် လန်တလျှောက်တွင်ဂိမန်တ၏ဆေးဆက်စည်းခွက်များကဆွန်ထင်းနေသည် ချက်နို့စီ ပုံကွန်ပုံလွတ်တွေတင်လာသောအီမင်ဦးဤကားကဘူတာကလေးနာရောက်လာ၏ဘူတာနာဝင်းကျင်တွင်ကြံတောင်သူတို့၏ကျွဲလဲများနှင့်ပြည့်ကျက်နေသည်အုတ်ကျမိုးထားသောခေဟောင်းဘူတာယုံကလေး၏အမိုးနီနီဘော်တွင် ကုကိုရွက်ချောင်များကဒုတန်နေသည်လီဟုံစီးကပြန်ဝဲကျဲကြလာသော ရော့ဝါကြွေများကလည်းဘလူပြန်နေကြသည် ကြံပြေတင်ထားသောကျွဲလှဲများပိနေသည်ဖြင့်အီမင်ဦးကကားကိုလှဲစိတ်ဖက်ကွေးလိုက်သည်ဘလို့မှ မျှော်လင့်မထားသောခင်းငင်းကိုလှဲစိတ်နာက ကိုကိုပင်အောင်မှမတက်ရဲ၍တွေ့ရသည်ဝန်တာအာယာနှင့်ကားကိုလှဲစိတ်နာမှထိုးရဲလိုက်သည် ရုတ်တရက်ဖြစ်သည်ဖြင့်ခင်းငင်းပင်လန့်သွားသည်ဖယ်သွားမှလဲဆရာမကားရှိမှကောင်းပြူပြီးခင်းငင်းကိုလှမ်းမိလိုက်သည်အော် ဘဲမှမသွားပါဘူးရှင်တစ်ပုတ်ပင်ဘက်ကပြန်လာတာရွာကိုလှဲကြုံရမလားလို့ဒီမှာခဏစောင့်နေတာပါကျွန်တော်ကလည်းလိုက်ခဲ့ပါလားဆရာမလမ်းကြုံသားပဲခင်းငိန်ချီတုံချတုံဖြစ်နေစဉ်အေမင်ဦးရင်ခုန်နေသည်လိုက်ခဲ့ပါဆရာမရေအားနာစရာမရှိပါဘူးကားပေါ်ကဆင်းလာပြီးပြော၏ရွာစုံကနှုတ်ချက်ဖို့အထိပဲရောက်မယ်ထင်တယ်နော်ရပါတယ်ကျွန်တော်ဟေမဝါလှဲစိတ်အထိလိုက်ပို့ပါမယ် အားနာစရာကြီးရှင်နေပါစေဟာအားမနာရပါဘူးဆရာမရေရင်းနေပြီးသားလူတွေပဲလာပါတက်ပါဆရာမနဲ့ကျွန်တော်တို့ကအကျိုးတူစည်းဝါးဘက်ပါ နှုတ်ချက်သူနဲ့နှုတ်ရောင်းသူဆိုတာတစည်းဝါးတယ်လို့ပြောရင်လည်းရပါတယ်လာပါတက်ပါချက်ချင်းကားကောင်းဘက်ကပြေးပက်ပြီးကားတကားဖွင့်ထားပေးလိုက်သည် ခင်းငိန်ရင်းရင်းကလေးလျှောက်ပြီးကားပေါ်တက်သည်ခင်းငိန်အနေမှာဘလို့နေမှန်းမသိတော့လေ ။အီမင်ဦးရင်ထဲကတော့ကားယင်ဂျင်နဲ့အပြိုင်ခုံပေါင်းနေသည်။ကားဆောင်သောအခါဘေးကျင်း ပခုံးကျင်းတိုက်မိကြသည်။ခင်းငင်းကိုအားနာသဖြင့်စကားမရှိစကားရှာပြောရသည်။တစ်ပုတ်ပင်မှာဘာသွားလို့လဲဆရာမ။တောင်းခိစားလား။မဟုတ်ပါဘူးရှင်။ဆွေမျိုးတယောက်နေမကောင်းလို့တရင်သွားမိတာပါ။ဟုတ်ကဲ့ခုပဲနဲ့နေသေးလေ။တက်တာပါလေ။လမ်းကျန်းသဖြင့်ဘေးကျင်းတစ်ချက်ထိမိသွားပြန်သည်။ အေမင်ဦးပို၍ရင်ခုန်သွားသည်တစ်ပုတ်ပင်ပန်းနဲ့ဆိုင်ဒီဘက်ကလမ်းနဲ့နဲ့ကျန်နေဆရာမဟုတ်ကဲ့ကွင်းကောက်တရာကြော်လာသည်အေမင်ဦးရင်ထဲမှာ ပို၍ခုံမြန်လာသည် ခင်အင်းငိမ့်ဆိုသောဆရာမနှင့်ပတ်သက်၍သူ နောင်တရခဲ့သည်များကိုတရေရသည်ဤနေ့သည် သူတို့အတွက်ကံကောင်းသောနေ့ပင် ခင်အင်းငိမ့်ကို သူမြင်မြင်ချင်းတွေ့တွေ့ချင်းချစ်မိကြောင်း ဖေကစပြောရလျင်ကောင်းမြင်သည်ဟုကာမောင်ရင်စဉ်းစားလာသည် သူခြေစကားပြောလိုက်လျင် ချက်ချင်းကရက်ခိုင်ပြီးဆင်းသွားမှလည်းဆိုရင်မိသည်ခင်းငင်းကိုကြည့်ရသည်မှာမာနာလည်းရှိပုံရသည်ဆရာမတဟကုန်းပံမှာကြောင်းသွားပြရတော့နည်းနည်းဝေးတယ်နော်ဟုတ်ကဲ့ဟိမဆလာမှလည်းကြောင်းရှိတာပဲဆရာမကြီးကိုရွာပြောင်းလို့မရဘူးလားကျမကလဲရန်ပြမှုပါ ကျမတို့ရွာကမူလာရန်ကြောင့်ရတာတောင်သုံးနှစ်ပဲရှိပါသေးတယ်။အော်ဟုတ်ကဲ့။တဟကုန်းဆိုတော့နည်းနည်းဝေးလို့ကျွန်တော်ကတဟကုန်းမှာကျမဆွေမျိုးတွေကဟိမဇာလာမှာထပ်တောင်းများပါတယ်။တရွာလုံးအဖေမျိုးတွေကြည်ပါပဲ။အဖိုးရင်းတယောက်လည်းရှိပါသေးတယ်။တဟကုန်းကကျမတို့ငငယ်ကနေလာတဲ့ရွာပါ။သူ့စကားမဆုံးမီပပောက်ဖောက်တယ်လို့တော်တော်လက်လက်ပြောလိုက်တော့ခင်းရင်းစကားကြောင့် အီမင်ဦးမှာတပြင်းရှည်တစ်ချက်ကိုမတိမတားချမိသွားသည်ခင်းငိမ့်နေပသက်၍တွေးစားကသူပြောမိတော့ဆိုရင်လိုပါဆိုစကားကိုခင်းငိမ့်ယခုတခါထပ်ပြောမှ ဆို၍ပြောလိုက်ချင်းလားဟုလဲဝန်နေသွားသည် ခင်းငိမ့်နေပသက်၍သူပါမှဆိုရင်စရာမလိုပါဘူးဟုတော့နှမိတ်ပြစကားလေလားဝန်နေအားငယ်စိတ်အတွေ့တို့သည်ရင်ထဲလိုလိုပြေလာ၏သူခင်းငိမ့်ကိုဘလောက်ချစ်ကြောင် ဘလို့ဆက်ပြောရမှမသိဖြစ်နေသည်ခင်းငင်းကိုမသိမသားအကဲခတ်ကြည့်သည်ခင်းငင်းကတတိငင်းငင်းသာ ရှေ့ကိုငေး၍သာလိုက်ပါလာသည် သူနှင်းပသက်၍ခင်းငင်းဒီစုံတရားမေးစေခြင်းသည်အထူးသဖြင့်သူတို့မိသားစုအကြောင်းသို့မဟုတ်လက်ရှိသူတို့ငယ်ချင်းတွေစုပေါင်းပြီးရွာစုံတွင်နှုတ်စီချက်ဖို့လာတဲနေကြကြောင်းအကျိုးမြတ်လုပ်ငန်းတစ်ပါးဝါခင်းငင်းကယခုပါမှမမေးတော့ခါ သူကစကားမရှိစကားရှာရပြန်သည်ဆ iam မတို့ကမိသားစုများလားဆ iam မရှင်ဘာဖြစ်လို့လဲဩဘာကြောင့်ရမဟုတ်ပါဘူးဆ iam မရင်းနှီးကြတဲ့အနေနဲ့မေ့ကြည့်တာပါမများပါဘူးရှင်ညီကိုမောင်နှမ၃ယောက်ထဲပါ ဟုတ်ကဲ့ကိုအေးမင်းဥရုမှာကောညီကိုမောင်နှမဘယ်နှယောက်ရှိလဲဟိုမေးစေခြင်းသည်ခင်းငင်းကလုံးဝနှုတ်မဟာ လောကဝတ်ပင်မစိုး ရှေ့ကိုသာကြည်နေသည်ဆီယမ်မတခုခုကြောင့်များစိတ်နှောက်ရှက်ဖြစ်လာလားလို့မဖြစ်ပါဘူးရှင်ဘာဖြစ်လို့လဲအေမင်ဦးမှာဘာပြန်ပြောရမှန်းမသိဖြစ်သွားပြန်သည်ခင်းငိမ့်နေပသက်၍အေမင်ဦးအထူးသတိထားမိသည်ဘာဖြစ်လို့လဲဆိုတော့ပြန်လှန်မေးခွန်းမိတဲ့ချင်းမင်းဟင်ဟုဆိုပြီးအေမင်ဦးကိုတစ်ချက်လှည့်ကြည့်မှန်းသိလိုက်သည်ပြန်ဆပြောရန်အဖြေရှာမရသဖြင့်အေမင်ဦးမသိချင်အောင်ဆောင်နေလိုက်သည် ခင်းငိမ့်ဆက်မမေးတော့တိတ်တိတ်ကလေးတတ်မှချလေးသည်ဟိမဝါထီဆိုတော့ပါပြီရှင်ကျေးဇူးတင်ပါတယ်ခနာနှုတ်ဆက်သွားကြစဉ်ဟိမဝါလဲစိတ်ရောက်ပြီးဖြစ်သဖြင့်ခင်းငိမ့်ကပြောလိုက်သည်ရပါတယ်ဆရာမမထူးပါဘူးကျွန်တော်ရွာထီလိုက်ပို့ပေးပါမယ်မဟုတ်တာရှင်အားနာပါတယ်တော်ပါဒီကပဲဆင်းမရစီခင်းငိမ့်မှာဆဲမဲတကယ်ကဲလုံနေတဲ့ဖြင့်ဟိမဝါလဲစိတ်အလွန်မှာပင်ကားကိုရက်ပေးလိုက်ရသည် လာလေပါအောင်ရွာဘက်ရောက်ရင်ဝင်မအောင်ဟုပင် လောကဝေစကားမပြောသေးကိုဝန်နေရပြန်သည်ဟိမဝါလှဲစိတ်မှာတော့သူ့တီကြီးကားပေါ်ကဆင်းလိုက်သည်နှင့်ဘဲကလာလေဘဲကပြန်လေဖားသွားလို့လေနှုတ်ဆက်ကြသူတွေနှင့်စီစီညံနေသည်အေမင်ဦးရက်ကြီးနေသည်လှဲချုံတစည်းပေါ်တက်ဤကိုအေမင်ဦးကျမသွားမယ်နော် သူ့နာမည်ကိုသာထဲ့မပြောလျင် သူ့ကိုနှုတ်ဆက်သည်ဟူပင်ထင်စရာမရှိတည်ငြိမ်လိုက်သည်ဆရာမဟုတ်ဟုတ်ကဲ့ဆရာမရွာရရင်လဲဝင်ငယ်အောင်တော့ကိုအေးမင်းဦးခင်းငိမ့်တို့အိမ်လိုမင်းရင်ဘသူမေမေရပါလေဟုတ်ကဲ့ဆရာမဟုတ်ကဲ့ဟုတ်ပြောကအေးမင်းဦးအံ့ဩစွာငေးကြည့်နေသည်ကျေးဇူးတင်ပါတယ်နော်လှဲ့ပြောပြီးပြောသွားသောစကားအေးမင်းဦးအနေမှာကျွန်းပစ်ချင်းလောက်အောင်ဝန်တာသွားသည် နှစ်ဦးတည်းတော့သူ့ကို ဟာဟာစကားမပြောခြင်းမှာ အခွင့်အရေးယူပြီးခြေစကားပြောခံရမှာဆို၍ဖြစ်သည်တော်လိုက်တဲ့ဆရာမဟုစိတ်ထဲကကြည်၍ချီကျူးလိုက်မိသည် သို့တော့ဤတစ်ခါလဲသူပြောရမည့်စကားကိုမပြောလိုက်ရပြန်တတိနေတော့သူတို့နောင်တာနှင့်သာကြံနေခဲ့ရပြန်သည်စကန်ရှိတွင်ကာရက်တန်ကြသည်နှုတ်ချက်ကန္နာက အေးမင်းဦးလှမ်းကြည့်၏ ခေါင်းထဲတွင်ဇော်နိုင်လေးနှင့်ဖေတန်းမောင်တို့ကိုမြင်ရသည်။အောင်မြင်းနှင့်ဆံပွင်တို့တဲတွေကပြေးထွက်သွားကြ၏။ကားပေါ်ပါသောပုံးခွန်ပုံးလွတ်များကိုတည်ချကြသည်။မင်းတို့ဘယ်ကတွေ့လာကြတာလဲကွ။ကားပေါ်ကဆဲမလာကြသေးသောဇော်နိုင်လေးနှင့်ဖီတန်းမောင်တို့အနာအီမင်းဦးရှောင်းလာသည်မြို့ကလိုက်လာတာတကယ်ချင်းဖီတန်းမောင်ဖြေကိုဇော်နိုင်လင်းကပါဖြေဆွပြော၏ ဒီတရိတ်ဆန်ကဟေမဇာလာမသူ့ကောင်မလေးရှိတယ်။လိုက်ကြည့်ကြပါဆိုပြီးတတ်လိုက်လာတာပဲကွ။ဖြစ်တန်းမောင်ကအေးမင်းဦးလက်ကိုဖန်ဆွဲခေါ်ဤ။မင်းကောင်မလေးကဗမာလေး။ကားပေါ်လှမ်းတက်ရင်းမေးလိုက်သည်။ဖြစ်တန်းမောင်ကမဖြေ။ပြုံစီစီလုံနေသည်။ဇော်နိုင်လင်းကသာဖြစ်တန်းမောင်အစားသူသည်သမျှဖောက်သေးချသည်။ဟေမဇာလာမရဲကွ။ကျောင်းဆရာမလို့ပြောတာပဲ။နာမည်ဘသူရဲကွဖြစ်တန်းမောင် မင်းကလည်းတလန်းလုံးပြောလာတာတော့မှတ်မိဘူးခင်းအင်းကြီးပါဆိုဟမ်ခင်းအင်းကြီးဟုတ်တယ်လေကွာမင်းသိလို့လားအေးမင်းဦးနှုတ်ဆိတ်သွားသည် စကံမေးပင်မေးရတော့ခင်းအင်းကြီးအာဟေမဝါလှဲစိတ်တို့လိုက်ပို့တော်နေကိုတရေရသွားသည်ကာဆက်တန်နှင့်အတူလွင်တီးကောင်မှအပူငွေတန်လျက်များသူ့ရင်ကိုလာ၍ရိုက်ခတ်သွား၏ 不会回的女娃啦。嗯 ားဆင်ပေးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျမတို့နောက်ထပ် audiobook မှာပြန်ဆုံကြမယ်နော်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။